ုကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဝေပေးအကောက်ကိုကိုယ်တိုင်ဖွင့်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးခြင်းတာပဲဖြစ်ပါရဲ့နော်ကျွန်တော်တို့ဝေပေးမရှိသေးဘူးဆိုရင်တော့ Play Store ကနေမှာဝေပေး software လေးကိုအရင်ဆုံးဒေါင်းလုပ်ပါနော် ီကောင်လေးတက်ရပြီတော့အောင်နော်ခဏစောင့်ပေးနော် ပြီးရင်ကျွန်တော် open ကိုနှိပ်မယ်နော်ပြီးရင်ကျွန်တော် allow လေးကိုနှိပ်ပေးမယ်နော်ပြီးရင်ကျွန်တော်အပေါ်ကအမြင်ကြောင်းလေးလေးတန်းပြေးနေရတယ်ခဏစောင့်ပေးမယ်နော်ပြီးရင်ကျွန်တော်ဒီအကောင့်ဝင်စာရင်းတွင်းပြီဆိုတဲ့ဟာလေးကိုနှိပ်မယ်နော် ဒီမှာကျွန်တော်တို့ဝေပေးအကောက်ဖောက်ရှင်တဲ့ဖုန်းတဲ့ဘက်ကိုရိုက်ထည့်မယ်နော်ပြီးရင်ကျွန်တော်ဒီမှာ secret နဲ့ damage ချက်များတဘောတူပါလီဆိုတဲ့ကောင်လေးကိုအမှန်ရစ်ရှိပေးမယ်နော်ပြီးရင်ဆက်လုပ်ပါအောင်နှိပ်ပါနော်ပြီးရင်ကျွန်တော်တို့ pin number ၄လုံးပို့ message ပို့ပေးပါလိမ့်မယ်နော် a pin number ၄လုံးကိုရိုက်ထည့်ပေးပါနော်ဒီမှာနော်ကို၁၁ဆီကိုဆို message ပို့ပေးရနော်ပြီးရင်ကျွန်တော်တို့ဝေပေး password ကိုကျွန်တော်ထားရင်းတဲ့ကဏ္ဍ၄လုံးထားလို့ရပါတယ်နော်ဒီမှာကျွန်တော်တုံးတုံးရှက်ရှက်ထားလိုက်မယ်နော် password လေးနှခံနေပေးရမယ်နော်ခဏမှာတုံးတုံးရှက်ရှက်ကိုထပ်နေပေးရမယ်နော် ြီးရင်အကောက်အတည်ပြုပါဆိုတာလေးကိုနှိပ်မယ်နော်ပြီးကျွန်တော်ကင်မရာဖွင့်ပြီဆိုတာလေးကိုနှိပ်မယ်နော်ပြီးကျွန်တော်ဒီမှာမက်ပုံတင်ဆိုတဲ့ဟာလေးကိုရွေးမယ်နော်ပြီးကျွန်တော်တို့မက်ပုံတင်ရှေ့ကိုဒီလို၄00ကွက်လေးရအတိကျလေးရိုက်ပေးမယ်နော်ဒါကတော့မက်ပုံတင်နောက်ကျော်ဟုတ်ရှင်းအောင်အတိကျလေးရိုက်ပေးမယ်နော် ပြီးရင်ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့မက်ဘုတ်နေနံပါတ်ကိုရိုက်ခဲ့ပေးမယ်နော်ဒီမက်ဘုတ်နေဆိုရင်လည်းမက်ဘုတ်နေနံပါတ်ကိုရိုက်ခဲ့ပေးမယ်နော်ဒီဥပမာငါမြင်းဆောင်ဘာနိုင်ဘာနိုင်ပေါ့နော်ပြီးရင်ကဏ္ဍလေးကျွန်တော်တို့ရိုက်ခဲ့ပေးရမယ်နော်ပြီးဆိုပြီးရင်ကျွန်တော်တို့မက်ဘုတ်နေနံပါတ်ပါရဲ့နံပါတ်ကိုထည့်ပေးမယ်ပြီးရင်ကြားဆိုကြားထည့်ပေးမယ်ပြီးရင်မွေးတကေးကိုမက်ဘုတ်နေရဲ့နံပါတ်တိုင်းအတိအကျထည့်ပေးမယ်နော်နေရက်လက်စာအောင်လည်းကျွန်တော်တို့ဒီမက်ဘုတ်နေရဲ့နေရက်လက်စာတွေထည့်ပေးရပို့ပြီးအဆင်ပြေပါရဲ့နော် အားလုံးပြီးပြီဆိုရင်ကျွန်တော်ကဒီစီကန်နဲ့တက်မှတ်ချက်များကိုလိုက်လာပါမယ်ဆိုရဲကောင်းလေးအမှန်ကြီးအတိအမှန်ကြီးရှိပြီနော်ဒါဆိုကျွန်တော်တို့ကိုနေရညွတ်နေလို့ကျွန်တော်တစ်ချက်ယူပြပေါ့နော်အေးမကတော့ကျွန်တော်တို့လမ်းနံပါတ်လောက်ထည့်ရင်ရပါတယ်နော်ဟိုဟာတာစီလမ်းဖြစ်တာစီလမ်းပေါ့နော်ဟိုမုံရမြို့ဘာလမ်းပေါ့နော်ဘာရက်ွက်ပေါ့အဲ့လောက်ဆိုရင်ရပါတယ်နော်အိမ်နံပါတ်တွေအတိအကျထည့်ထည့်ရမှာမလို့ပါဘူး ပြီးရင်ကျွန်တော်ဒီမှာအလုပ်ကိမှာကျွန်တော်ရွေးစရာပါတဲ့ company ဝင်တဲ့အစိုးရဝင်တဲ့နေသားတို့တမကျောင်းတာပေါ့နော်ကိုလုပ်တဲ့ဟာလေးကျွန်တော်ရွေးပြီးထည့်ပေးလိုက်ပါနော်ပြီးရင်ကျွန်တော်ဒီစီကန်ချက်နဲ့တက်မှတ်ချက်များလိုက်နိုင်ရန်ဒီပြပါဒီဆိုတဲ့ကောင်းလေးအမှရေးရှိပေးနော်မနက်ကျွန်တော်နာမည်မပါသေးလို့ကျွန်တော်ဒီမှာရှင်းဆက်သွားပြီဆိုတာလေးကနေလို့မရရဖြစ်ပါရဲ့နော် ဒီမှာရှက်လက်များအားစစ်စစ်ပြီးအများဆုံး48နာရီကြာမြင့်ပြီဆိုတော့ကျွန်တော်တို့၂ရက်စောင့်ပေးရမယ်ပေါ့နော်၂ရက်တော့ဒီမှာတူတော့အကောက်အောင်နေမှာအောင်ဘူးဆိုတာလေးကျွန်တော်တို့အကြောင်းပြန်ပေးပါမယ်နော်ဒီကောင်ကျွန်တော်ရှေ့ဆက်သွားလို့မရအောင်တော့မားနေတယ်ဒီကောင်မြန်မာနာမည်နဲ့ဖြစ်နေတော့เนาะဒီနေ့မှာကျွန်တော်အင်္ဂလိပ် accent နဲ့ရေးပေးရမယ်เนาะနာမည်ကို ပြီးရင်ကျွန်တော်တို့ရဲ့မျက်မျက်နှာလေးကိုဒီဘဲဥပုံလေးထဲမှာအတိအကျထည့်ပြီးတော့ရိုက်ထည့်ပေးရမယ်နော်ဒီမှာဆိုရင်တင်းအချက်လက်များကိုတင်ပြထားပါတယ်ကျွန်တော်တို့ဘက်မှာဆက်လက်ဆောင်ပေးပါမယ်နော်ခွင့်ကျင်48နာရီအတော်တင်ဆိုတော့၂ရက်အတော်တင်အကြောင်းပြန်ပေးမယ်လို့ရေးထားပါတော့ကျွန်တော်တို့အကောက်အောင်မြင်တယ်မအောင်မြင်ဘူးဆိုရင်ဒါဆိုရင်ကျွန်တော်တို့အကောက်လေးကတော့ပွင့်သွားပြီဒါပေမဲ့အောင်နေမအောင်ဘူးဆိုတာဒီမှာစစ်ဆေးသေးဆိုတာဒီပေါ်နေပါရဲ့နော်ဒီနေရာမှာကျွန်တော်တို့ကအတီးပြူပြီးအတီးမပြူရသေးလို့လည်းပေါ်နေပါရဲ့နော်သူကဒီ 48နာရီအတွင်းကျွန်တော်တို့အကြောင်းပြန်ပြီးမှဖြစ်ပါရယ်နော်အတီပြူထားပြီးဆိုရင်အတီပြူပြီးဆိုပြီးကျွန်တော်ဒီဝေပေးအကောက်ကိုစာတုံးလို့ရပါပြီနော်တကယ်လို့အဆင်မပြေရရှိရဆိုရင်လည်းကျွန်တော်စိုက်မှာလာရောက်ပြီးတော့ဖောက်လို့ရပါရယ်နော်